ကော့ကရိတ်မြို့နယ်ဒီပိုးဆန်ရွာနီးဂျားဖြတ်တိုက်ခိုက်ခံရပြီးအကြမ်းဖက်စစ်တပ်ဖက်မှ15ဦးသေဆုံးလက်နက်များအသိမ်းရှိရရှိပြင်းပြင်းနဲ့ကော့ကရိတ်မြို့နယ်ဒီပိုးဆန်ရွာဘက်သို့အင်အားလုံးရင်းနဲ့ထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လှန်ရေးပူးပေါင်းတပ်များကနိုဝင်ဘာ6ရက်နေ့ညနေပိုင်းမှာစကဂျားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား15ဦးခန့်သေဆုံးခဲ့ပြီးလက်နက်ခဲယမ်းများပြားအသိမ်းရှိရရှိရလို့ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များထံမှသိရပါဗျာ ထိတွေ့တိုက်ပွဲဖြစ်ပွားရနေရမှာထီဖိုးဆန်ရွာနဲ့ကွေမောင်တိုင်းကျေးရွာကြားချက်မောက်ချံအနီးတစ်ဝိုက်ဖြစ်ပြီးနိုဝင်ဘာ9ရက်မနက်7:00နာရီခန့်အထိအပြန်လှန်ပစ်ခတ်မှုပြင်းထန်စွာဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။မနေ့ညနေကနေစပြစ်တာနိုဝင်ဘာ9ရက်မနက်6:00နာရီကျော်ကျော်ကလေးကပြန်ပစ်နေတာစစ်ခွေးတွေကတနတ်တွေကြံခဲ့ပြီးထွက်ပြေးသွားတယ်လက်နက်ချောင်းကြီးရှစ်လက်အပြင်ခဲရန်တွေအများကြီးရတယ် ေတဲ့သူက15កောင်လောက်ရှိမယ်။ဒဏ်ရာရတာတွေကလည်းအများကြီးလို့တိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့တော်လှန်ရေးရဲဘော်တို့အူကဆိုပါတယ်။ဆိုပါကြားဖြတ်တိုက်ခိုက်မှုကို ကလိုထူးပြူဟာစစ်ကြောင်းကရင်မျိုးသားတပ်မတော် KNA တပ်မဟာ3တပ်မဟာ5တပ်မဟာ9နဲ့ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့များကဥဆောင်လှုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။အော်တိုဘာလလယ်ပိုင်းကလေးကကော့ကရိတ်မြို့နယ်အတွင်းအင်အား900ရောဖြင့်ထိုးစစ်ဆင်နေတော့လဲ စစ်ကောင်စီတပ်ဖက်မှစစ်မှုရန်တက်များကို ရှေ့တန်းတက်စေပြီး အတွေ့အကြုံရှိအရာရှိများက နောက်ကလိုက်လာသဖြင့်ထိခိုက်သေးဆုံးမှုနေ့စဉ်ရာကြီးဇက်တိုက်ဖြစ်ပေါ်နေကြောင်းဒေသခံတော်လှန်ရေးတပ်ဖွဲ့များကဆိုပါတယ်ဒီကနေ့မနက်7:00နာရီခန့်မှာလဲကျမောက်ချန်အနီး၌စစ်ကောင်စီတပ်ကလက်နက်ကြီးများဖြင့်ရန်တပ်ပစ်ခတ်နေဆဲဖြစ်ပြီးတော်လှန်ရေးတပ်ဖွဲ့များကပြန်လည်ခုခံတိုက်ခိုက်လျက်ရှိကြောင်းသတင်းရရှိပါရရှင်